မင်္ဂလာပါရှင်။တလင်ထိုင်းရဲ့မတ်လ29ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယုံကြည်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြိုက်ထုံမှာစစ်တပ်လက်နက်ကြီးပြက်ခတ်မှုကြောင့်ဒေသခံတွေစာဝတ်နေရအခက်ကြုံနေရတဲ့သတင်း တဝဲထိုးစီးပွားရေးဆောင်အနီးတိုက်ပွဲကြောင့်ဒေသခံထောင်ထဲကြီးထွက်ပြေးနေရတဲ့တဲ့နဲ့နေပြည်တော်ဆွေးနွေးပွဲဟာငြိမ်းချမ်းရေးအတွက်အထောက်အကူလို့မွန်ပြည်သက်ပြောလိုက်တဲ့တဲ့နဲ့တော်လန်ထိုးစစ်တွေကိုဝေဟင်စစ်စင်ရေးတွေနဲ့စစ်ကောင်စီတပ်ကြားကန်နေရတဲ့တဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ပိုလန်ကိုတိုက်ခိုက်ရင်ရုရှားကိုဖျက်ဆီးပစ်မယ်လို့နေတိုးအဖွဲ့သတိပေးလိုက်တဲ့သတင်း။ကင်ဂျွန်အန်ကြီးကြပ်မှုနဲ့မြောက်ကိုရီးယားက AI နည်းပညာသုံးအသေးခံ drone စမ်းသပ်ခဲ့တဲ့သတင်းတွေနဲ့အတူ အာနာသိန်းကလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမိုးဘီနယ်ကြိုက်ထုတ်မင်းနယ်ထဲမှာစစ်ကောင်စီတပ်ကနေစဉ်ရက်ဆက်လက်နက်ကြီးတွေပြစ်ခတ်နေရကြောင်းဒေသခံတွေဟာလုပ်ငန်းခွင်တွေမသွားရဲကြတော့တာကြောင့်စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေကတလွင်ထားမှုပြောပါတယ် စစ်ကောင်စီတပ်ဟာယခု match လာနောက်ဆုံးပတ်အတွင်းစိုက်ထုံမြို့နယ်ထဲကမိုးပေါ်နှက်စင်မဲယုံကြီးမဲယုံလေးစောင်းနိုင်ကြီးပြင်ကရိုကုံပိန်နယ်ကုံမုတ်ခမော့သုံးခွာဝင်းကန်ခရွယ်ကျေးရွာတွေဘက်ကိုနေစဉ်လက်နက်ကြီးတွေနဲ့အလုံးရေ20ထပ်မနဲ့ရန်တပ်ပစ်ခတ်မှုတွေလှုံ့ဆော်နေတာပါဒေတာခန့်တွေရဲ့ပြောပြချက်အရစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေဟာဥယျင်ခြံတွေနဲ့တောတောင်တွေဘက်ကိုပုံမှုပြစ်မှတ်ထားတာကြောင့်လုပ်ငန်းတွေရန်နာထားရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံတွေရဲ့စားဝတ်နေရည်ထိခိုက်မှုပုံပုံမြင့်တက်လာပြီးမိသားစုအများစုဟာစူဆောင်းထားတဲ့စားတောက်စရာတွေကိုဝင်းကစားတောက်နေကြရတာဖြစ်ပါတယ်။စာဝန်နေရအခက်ကြုံနေရတဲ့ဒေသခံတွေကို ခရယံမျိုးသားစီယုံခရယံမျိုးတရုံခရယံပါဝင်တော်လန်ရေးတပ်ဖွဲ့တွေဘက်ကကုညီထောက်ပံ့မှုတချို့ရှိပေမဲ့လုံလောက်မှုမရှိဘူးလို့ဆိုကြပါဗျ။စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်နေတဲ့ခြေရွာတွေဟာခရယံမျိုးသားစီယုံခရယံမျိုးတရုံခရယံအုပ်ချုပ်နယ်မြေကခြေရွာတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကလည်းကြိုက်ထုံမြို့နယ်ခရွေးမြောက်ကြေးရွာတဲ့စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်တန်ဃာတော်တပါးပြန်လုံတော်မူခဲ့ပြီးနှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တနင်္လာရီတိုင်းရေပြူမြို့နယ်တဝဲထူးစီးပွားရေးဆောင်အနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကြောင်းနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဒေသခံထောင်ထဲကြီးဟာနေရာစွန့်ကထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေထံကနေသိရပါဗျ။ တဝဲရင်နဲ့စိတ်ကံဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတယ်စစ်ကောင်စီတပ်နဲ့တော်လန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကြောင့်မတ်လ24ရက်နေ့ကစပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာပါ နှစ်ဖက်တိုက်ပွဲကြောင့်လဲဆောင်ထိန်ကြီးပရတန်ခမောင်းချောင်းအေကန်နီစတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာပေါင်း30ကျော်ကဒေသခံ3000ကျော်ဟာဘေးလွတ်ရာနေရာတွေကိုနေရာဆုံးခွာထွက်ပြေးတန်းရှောင်နေကြရပါတယ်။နှစ်ဖက်တိုက်ပွဲတွင်စစ်ကောင်စီဘက်က9ဦးထပ်မံနဲ့ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က PDF ရဲဘော်4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကာကွယ်ရေးအဖွဲ့ဝင်တွေကတန်လွင်ထမ်းဖို့ပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတာပြီးခဲ့တဲ့မတ်လ23ရက်နေ့ကတည်းကအင်အား200လောက်နဲ့နဘူးလေဒေသဘက်ကကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဖြစ်တယ်လို့ဆိုပါတယ်။ရုရှားနိုင်ငံကတဝဲအထူးစစ်ပွဲရေးဆောင်မှာယင်းနှီးမြုံနှံမှုသဘောတူညီမှုရပြီးတဲ့နောက်မတ်လ23ရက်နေ့ကစပြီးစစ်ကောင်စီတပ်ဟာတဝဲအထူးစစ်ပွဲရေးဆောင်မှာအင်အားဖြည့်တင်းမှုတွေစရိုက်လှုပ်ဆောင်နေပါတယ်။ ဒေတာရင်းသူတေသနာအဖွဲ့ဖြစ်တဲ့ AFIFI တနင်္သာရီရဲ့အစီရင်ခံစာအရတနင်္သာရီတိုင်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နှစ်ဖက်တိုက်ပွဲတွေဖြင့်လေးဆောင်တိုက်ခိုက်မှုတွေကြောင့်နေရဲဆုံးခွာထွက်ပြေးတန်းရှောင်ခဲ့ရသူ68400ကျော်အထိရှိလာခဲ့ပါတယ်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1955ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်အမှအာနာသိန်းမှုဖြစ်ခဲ့တဲ့1515ရက်အတွင်းစံဖတ်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6452ဦးထိရှိလာပြီဖြစ်ပါတယ်။ ဒါပြင်ဖန်စီထိန်သိမ်းခံထားရသူ28940ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ6994ဦးအထိရှိလာပြီဖြစ်ပါတယ်။မုံပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကာဖန်စီခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွန်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးတင်းသားများကိုကြီးဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ နေပြည်တော်ညဉ့်ချမ်းရေးဆွေးနွေးပွဲဟာရေရှည်ညဉ့်ချမ်းရေးတည်တံ့မှုအထောက်အကူဖြစ်တယ်လို့မိုဘီသက်ပါတီဘိုလုံးမှုဆောင်ဖွဲ့ဝင် နိုင်အောင်မငေးကပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါဗျ။အနာသိန်းစစ်ကောင်စီဥဆောင်ကျင်းပခဲ့တဲ့နေပြည်တော်ညဉ့်ချမ်းရေးဆွေးနွေးပွဲဟာရေရှည်ညဉ့်ချမ်းရေးတည်တံ့မှုအတွက်အများကြီးအထောက်အကူဖြစ်တယ်လို့မိုဘီသက်ပါတီဘိုလုံးမှုဆောင်ဖွဲ့ဝင်နိုင်အောင်မငေးကပြောပါတယ်။အနာသိန်းစစ်ကောင်စီဟာနိုင်ငံရေးချီနေမတည်ငြိမ်တဲ့ကြားက နေပြည်တော်မှာငင်းကြင်းဆွေးနွေးပွဲကောင်းစဉ်နဲ့မလ24ရက်နေ့ကနေ26ရက်နေ့ထိ၃ရက်တာဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲပြီးနောက်နိုင်အောင်ငေးက၃ရက်တာဆွေးနွေးပွဲဟာငင်းကြင်းအတွက်အများကြီးအထောက်အကူဖြစ်သလိုရေရှင်ငင်းကြင်းတည်တံ့မှုအတွက်လည်းအများကြီးအထောက်အကူဖြစ်တယ်လို့စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့တာပါ။ဒါ့အပြင်ငင်းကြင်းတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာကြောင့် ၃ရက်တာဆွေးနွေးပွဲတက်ရောက်ရတဲ့ပုံမိမိတို့အတွက်အများကြီးအထောက်အကူဖြစ်တယ်လို့ဆွေးနွေးပွဲကတည်ရတဲ့ချက်လက်တွေကိုလည်းပြည်သူတွေနဲ့ပါတီကိုပြန်ပြီးတော့ဝေမျှပေးသွားမယ်ဆိုရင်ပုံပြီးကြိုးရှိမယ်လို့ပြောဆိုခဲ့တာပါခွဲထွက်အဖွဲ့ဖြစ်တဲ့မွန်ပြည်သက်ပါတီဆီယနာရှင်တိုက်ခိုက်ရေးဖွဲ့ NNSPAD ပြောခွင့်ရနိုင်ကောင်းစကားကတော့နေပြည်တော်ဆွေးနွေးပွဲမွန်ပြည်သက်ပါတီတက်ရောက်မှုဟာဆက်တချိန်မြောက်ပါတီနေတော်ကဆုံးဖြတ်ချက်တွေကိုချိုးပေါက်တာလို့ဝေဖန်ထားပါတယ်စစ်ကောင်စီကတော့ငြင်းငြင်းရေးစကားဝိုင်းပြုလို့ရတာဟာ မြင်းရဲရေးလုပ်ငန်းစဉ်တွေအပေါ်မှာကဏ္ဍသီးသီးမှထင်ပေါ်ကျော်ကြားသူတွေအသိပညာရှင်တက်ပညာရှင်တွေကပုံမအယုံဆိုင်ပါဝင်လှူဆောင်လာနိုင်စီဖို့ရည်ရဲလို့ဆိုရပါတယ်စစ်ကောင်စီကပြုလုပ်တဲ့မြင်းရဲရေးဆွေးနွေးပွဲကိုတော့စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့မြင်းရဲရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီဝင်တွေ GNC ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေပြင်ဖိတ်ကြားထားသူတွေတက်ရောက်ခဲ့တာဖြစ်ပါတယ် စစ်ကောင်စီအတွက်ဆုံးရှုံးမှုတွေပြင်းထန်ခဲ့တဲ့တည်ထောင်ညာနှစ်ခုဆစ်စင်ရေးအလုံးမှာအစင်းမြင့်နီးပညာတွေနဲ့ဝေဟင်ဆစ်စင်ရေးကို2024အစောပိုင်းကစပြီးအသာချက်ဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ Standard Army လို့အမြဲတစေဂုံယူဝင်ကြွားလေရှိတဲ့စစ်တပ်ကအာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးထိုးစစ်တွေကိုတော့မြေပြင်ထက်ဝေဟင်ဆစ်စင်ရေးတွေနဲ့ကြားကန်နေရပါတယ်။တည်ထောင်ညာနှစ်ခုဆစ်စင်ရေးအတွင်းတိုင်းစစ်ဌာနချုပ်နှစ်ခုပါဝင် တက်စကန်ပေါင်းယာနစ်ချီဆုံးရှုံးခဲ့ရတယ်လို့တက်ရင်ကပြုံးတင်းမှုများစွာရှိခဲ့တဲ့အတွက်စစ်နီးပြူဟာယစစ်ကောင်စီကပြုပြင်ပြောင်းလဲရေးတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါဟာစစ်ကောင်စီအတွက်ဆုံးရှုံးမှုတွေပြင်းထန်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအလွန်မှာအစ်စ်မြင့်နီးပညာတွေနဲ့ဝင်းဟင်စစ်စင်ရေးတွေကို2024အစောပိုင်းကစပြီးအသာကျက်ဖြစ်ပြောင်းလဲလိုက်တာလို့စီဒီအန်တက်တိုင်ဝမ်ကတုံ့သက်ကြပါတယ်။အခုနောက်ပိုင်းမှာတို့ ဲဒုံးဒုံးကိုဒါလက်ယုံတစ်ခွက်တစ်ခုအနေနဲ့ကိုဟိုတီထောင်တယ်တီထောင်ပြီးတော့အဲဒုံးတန်းတန်းနေအများကြီးမွေးတယ်ပြီးလို့ရှိရင်ဒီဒုံးတစ်ခွက်တွေကိုရှေးရှေးတန်းရှေးတန်းဆက်ចောင်းနေတဲ့တွဲပြီးတော့လှုပ်တယ်ပေါ့နော်နောက်မှဒီခုနောက်ပိုင်းဆိုဒီအဲကင်းထောက်ကင်းထောက်တဲ့စကောက်ကြည့်တယ်ပြီးလို့ရှိရင်ချက်ချင်းအဲဒုံးနေနဲ့ပုံကျဲတိုက်ခိုက်တယ်ဝင်းရင်စစ်စင်ရဲတွေထဲမှာတော်လန်ရဲ့အဖွဲ့တွေလှုပ်ရှားတဲ့နေရာတွေနဲ့ထိတ်ချုပ်နေမြေတွေကိုစစ်ကောင်စီကကင်းထောက် drone တွေတုံးပြီး လေကြောင်းကနေပေါင်900ဘုံးတွေနဲ့ကျဲချတယ်ပြင်အသေးကန် drone တွေနဲ့တိုက်ခိုက်မှုတွေလှုပ်လာတာပါလက်ရှိမှာလဲတိုက်လေရင်တွေထက်ကုန်ကျစရိတ်များစွာတက်တာတဲ့စက်တက်လေကြီးတွေနဲ့ drone စစ်စင်ရေးတွေကိုရှေ့တန်းစစ်မျက်နှာတွေအထိအသုံးပြုလာနေတာလို့တော်လိုင်းအဖွဲ့တွေကဆိုပါတယ်တထုံခရိုင်ပြည်သူ့ကာကွယ်တပ်မတော် PDF တာဝန်ခံကိုအီမင်းထွန်းကစစ်ကောင်စီဟာမြေပြင်အင်အားကိုအများကြီးမတုံ့ပဲအာသာချက်ဖြစ်တဲ့ဝင်းစစ်စင်ရေးကိုသာအသုံးပြုနေတာလို့တန်လွင်တိုင်းကိုပြောပါတယ် စစ်ကောင်စီနေနေကတော့နောက်ပိုင်းမှာသူတို့အင်အားတွေနည်းလာတယ်အင်အားတွေနည်းလာတာဖြစ်တဲ့အတွက်သူတို့ဝေဟင်ကိုအဓိကသုံးတာပေါ့နော်ဝေဟင်ကိုအဓိကသုံးပြီးတော့သူဟိုချင်းမုံကြီးလှုပ်တဲ့ပုံစံမျိုးပေါ့အဲ့ဒါမျိုးလှုပ်တယ်အဲ့မြေပြင်အင်အားတို့သူတို့ဟိုအများကြီးတိတ်တုံးတာမရှိဘူးဘောနော်မြေပြင်အင်အားတို့တုံးတာနဲလာတယ်ဝင်းရှင်တွေပဲတုံးလာတာဗောနော်အဲ့ဒီမှာလည်းကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ဒီဝင်းရှင်ကိစ္စတွေကိုအများကြီးကိုကျွန်တော်တို့ဟိုကာကွယ်ရဲမီမီးတွေရောပြီးတော့ဟိုကြိုတင်ပြီးတော့ကျွန်တော်တို့ဒီပုံကူချင်းတွေတူရတာတွေ အဲ့ဒါမျိုးပေါ့နော်အဲ့ဒါကြီးလောက်ရတာပေါ့ဟုတ်စေရေးကက်ခတ်တွေကတော့စစ်ကောင်စီရဲ့မြေပြင်တပ်ဖွဲ့တွေဟာအင်အားနှဲပါတာကြောင့်စစ်မှုထမ်းဥပဒေကနေခေါ်ယူခဲ့တဲ့တပ်သားတွေဟာတရင်တရင်မှာ၃ပုံ၂ပုံလောက်ရှိနေတာမို့ထိတွေ့တိုက်ပွဲတွေမှာအထိကတုံးပြီးစစ်တိုက်နေရတာလို့ဝေဖန်ကြပါတယ်မြို့သားညွတ်ရေးဆိုရ NUG ရဲ့အချက်လက်တွေအရပြည်သူစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးရနောက်2024ခုနှစ်ဧပြီလကနေ2025ခုနှစ်ဇန်နဝါရီထိ စစ်မှုထမ်းအတွက်လူငယ်2400နီးပါးအတင်းအဓမ္မဖမ်းဆီးခံထားရတာပါစီတီယန်လီဒါတစ်ချက်ကြီးစီရကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြေပြင်မှာတိုက်ခိုက်ရေးစွမ်းရည်မရှိတဲ့အတွက် ထိခိုက်ကြဆောက်မှုတွေအခုချိန်ထိဖြစ်နေတာမို့ဝေဟင်ကနေအသာချက်ယူနေရတာလို့ပြောပါတယ်ဒါကြောင့်မလို့သူကသူတို့မှာမြေပြင်တိုက်ဆွမ်းရည်ရမရှိဘူး။အဲမြေပြင်တိုက်ဆွမ်းရည်မရှိတာကိုသူတို့ကဒီအဲဝေဟင်ကသုံးတဲ့ဒီလေချောင်းနဲ့ပဲအာဟို ကြားကန်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုသူတို့မှာကသူတို့ကအချိန်လိုလားသူတို့အချိန်ပိုရလေသူတို့ရဲ့အရေးပေါ်တစ်တွေကိုသူတို့ကပို့ပြီး train နိုင်လေပို့ပြီးစိတ်တဲ့ပိုင်းဆိုင်ရာ train ပို့ပြီးတော့လေ့ကျင့်တာပြေပေါ်အောင် train နိုင်လေပေါ့နော်အဲ့တော့သူတို့ကအခုချိန်မှာသူတို့ကဒီ drone နဲ့လေတဲ့လေချောင်းအားအားသာချက်ရှုပြီးတော့ပဲအဲစစ်တိုက်တဲ့ပုံစံမျိုးဖြစ်တာပေါ့နော်မြေပြင်မှာတော့တိုက်ဆွမ်းရလောကမရှိဘူးအေးပုံထောက်ချောက်ဒီတော်လိုင်းတပ်ဖွဲ့နဲ့တွေ့တိုင်းသူတို့ဘက်ကကြီးပဲ အကြအရှုံးတွေများလဲထိခိုက်တယ်များလဲဆိုတာဒါတော့ကိုချိန်ဖြစ်နေတော့မှာတိုက်ပွဲအတွင်းအလံဖြူထောင်းလက်နက်ချအញ្ញန့်ခန္ဓာတွေယာနဲ့ချီရှိနေခဲ့တဲ့စစ်ကောင်စီတပ်ဟာစိတ်သက်ပိုင်းဆိုင်ရာမှာအားနည်းချက်တွေရှိနေပေမဲ့ဤပညာဘိုင်းမှာတော့တရုတ်ရုရှားစတဲ့နိုင်ငံတွေရဲ့ပံ့ပိုးမှုတွေကြောင့်အားတလာနိုင်တဲ့အနေထားလို့သူကဆက်ပြောပါတယ်။ James Defense အဖွဲ့ရဲ့တုံးသက်ချက်အရ ဟယင်တွေမှာတုံးလေးရှိတဲ့အပူလိုင်းစနစ်သုံး FLIR လို့ခေါ်တဲ့အရှိတို့ကြီးနိုင်တဲ့အနီအောက်ရောင်ကြီးဤပညာကိုစစ်ကောင်စီကတိုက်ခိုက်ရေး drone တွေမှာအသုံးပြုလာတယ်လို့သိရပါတယ်။မော်ပြီတော်လိုင်းရေးတပ် MSF ပြောခွင့်ရနေတဲ့ကားကစစ်ကောင်စီရဲ့အတချက်တွေရှိနေတဲ့အပေါ်ပြန်လည်ခုခံကာကွယ်ဖို့တော်လိုင်းအဖွဲ့တွေကစ조사ပြင်ဆင်နေတယ်လို့ပြောပါတယ်။စစ်လက်နဲ့ပစ္စည်းပိုင်းဆိုင်ရာအာသာချက်တွေအပေါ်မှာတော့ကျွန်တော်တို့ပြန်လဲတုတ်ပြန်ဖို့ ခုခံကားကွယ်ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားဖို့ကတော်လိုင်းရေးဖွဲ့စည်းပြည်ပြည်တွေကကြိုးစားပြင်ဆင်နေကြတာရှိပါတယ်ဥပမာ drone ရန်ကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့ jammer တွေကိုဟိုဝယ်ယူလာတာရှိတယ်တပ်ဆင်လာတာရှိရယ်နောက်ဒီ glider တွေကိုကျွန်တော်တို့ပြချနိုင်ဖို့အတွက်အမြင့်အဝေးကြီးကိုအမြင့်ကြီးကိုပြနိုင်တဲ့လက်နက်တွေကျွန်တော်တို့ဟိုစုဆောင်းလာကြတာရှိတယ် ဒါအပြင်ကင်းကြောက် drone နဲ့တိုက်ခိုက်ရေး drone တွေကိုတော့ shooting ချမ်းပါ၃မီပြစ်ချမယ်အစားကွန်ရက်တွေကိုဖြုတ်ခွင်းပြီး channel တွေအများကြီးသုံးနိုင်တဲ့ jumper တွေကိုအသုံးပြုလာနိုင်တဲ့အတွက်အဲ့ဒီတိုက်ခိုက်မှုတွေကိုရှော့ချနိုင်ခဲ့တယ်လို့သူကစက်ပြောပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ဟာတော်လိုင်းရဲ့အဖွဲ့အစည်းတစ်ခုတည်းကိုတိုက်ခိုက်နေတာမဟုတ်ဘဲအရက်သားပြည်သူတွေရဲ့နေအိမ်တွေစာတင်ကြောင်းဆေးရုံဆေးကန်းတွေနဲ့ဘာသာရေးအဆောက်အုံတွေကိုပါဥတီနေရပါ။ညာလင်းတဲ့သူတေသနာအဖွဲ့ရဲ့အစိုးရခန်းစာရ 2021ဖေဖော်ဝါရီကနေ2024ဒီဇင်ဘာအထိ နိုင်ငံတော်ဝန်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်4158ခုရှိခဲ့တဲ့အတွက်ရက်သား2200ကျော်တည်ဆုံးခဲ့ရပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရသူ3400ကျော်ရှိခဲ့ပြီးဘာသာရေးအဆောက်အအုံ3000ခုစာတင်ကြောင်း184ကျောင်းနဲ့စေယုံ62ယုံလဲလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့ရတယ်လို့ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပိုလန်ကိုတိုက်ခိုက်ရင်ရုရှားကိုဖျက်ဆီးပစ်မယ်လို့နေတိုးအဖွဲ့သတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘဘေကတင်ဆက်ပေးထားပါတယ်။ပိုလန်ဒါမှမဟုတ်မဟာမိတ်နိုင်ငံတနိုင်ငံကိုတိုက်ခိုက်ရင်အင်အားအပြည့်နဲ့တုတ်ပြန်သွားမှာဖြစ်ကြောင်းနဲ့အဖွဲ့ရဲ့အရှိတ်မျက်နှာစာကိုကာကွယ်မှာဖြစ်ကြောင်းနေတို့အဖွဲ့အတွင်းရေးမှူးချုပ်မာရူတီကမတ်လ26ရက်မှာသတိပေးပြောကြားလိုက်ပါတယ်။ မိမိတို့ရဲ့တုတ်ပြန်မှုဟာဆူဆူရွရွပြက်စီစေမှာဖြစ်ကြောင်းဒါဟာရုရှားသမ္မတဗလာဒီမာပူတင်နဲ့မိမိတို့ကိုတိုက်ခိုက်လိုသူတွေကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောဆိုတာဖြစ်ကြောင်းအတွင်းရင်းမှုချုပ်မရူတီကပြောပါတယ်ယူကရိန်းမှာအောင်ပွဲရသွားရင်ရုရှားက NATO အဖွဲ့ရဲ့စီးလုံးညီညွတ်မှုကိုအကဲဆန်းလာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေပိုလန်နဲ့ဘော်တစ်နိုင်ငံတွေမှာကြကြပြင်းပြထွက်ပေါ်နေပါတယ် ဒီလိုအချိန်ဝါစောမှာပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်နဲ့တွေ့ဆုံချိန်နေတိုအတွင်းရေးမှူးချုပ်ကမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကိုကာကွယ်မှဖြစ်ကြောင်းကတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ကာကွယ်ရေးအတွက်နိုင်ငံ GDP ရဲ့900ရာခိုင်နှုန်းကိုတုံးဆွဲဖို့ရာထားတဲ့ပိုလန်ဟာနေတိုအဖွဲ့မှာလက်နက်အင်အားအကောင်ဆုံးအရှိပိုင်နိုင်ငံတွေထဲကတနိုင်ငံဖြစ်ပါတယ်။ဝန်ကြီးချုပ်ဒေါ်နယ်ဒက်စ်ကယူကရိန်းမှာငြိမ်းချမ်းရေးရမှာပဲမိမိတို့လုံခြုံရေးကိုခံစားရမှာဖြစ်ကြောင်းပြောပါတယ် တမရဒေါ်နယ်ထရန့်လက်ထက်မှာယူကရိန်းရုရှားစစ်ပွဲနဲ့ပတ်သက်တဲ့အမေရိကန်ရဲ့သဘောထားပြောင်းလဲလာချိန်ရုရှားကဥရောပကိုတိုက်ခိုက်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေပိုများလာနေပါတယ်။ယူကရိန်းနဲ့ရုရှားကြားအပြစ်ခတ်ရစဲရေးဆွေးနွေးမှုတွေရှိနေပြီးပင်လယ်နက်မှာအပြစ်ခတ်ရစဲရေးသဘောတူထားပေမဲ့ရုရှားကသူတို့ပေါ်ချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေရုတ်သိမ်းမှပဲဆွေးနွေးမှုရလဒ်ကိုအကောင့်ထဲပေါ်နိုင်မှာဖြစ်တယ်လို့ပြောထားပါတယ်။ ကင်ဂျုံအန်ကြီးကြပ်မှုနဲ့မြောက်ကိုရီးယားက AI နည်းပညာသုံးအသေးခံ drone ကိုစမ်းသပ်ခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ဉာဏ်ရည်ရူ AI နည်းပညာသုံးအသေးခံ drone တွေကိုနိုင်ငံငေါမ်းဆောင်ကင်ဂျုံအန်ရဲ့ကြီးကြပ်မှုနဲ့စမ်းသပ်ခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က March 28ရက်မှာဖော်ပြပါတယ်။လူမလို့တဲ့ထိန်းချုပ်မှုနဲ့ AI စွမ်းရည်တွေကိုခေတ်သစ်လက်နက်တွေထုတ်လုပ်ရမှာထိတ်တန့်ဦးစားပေးနေတဲ့အသုံးပြုတဲ့လို့ကင်ဂျုံအန်ကပြောထားတာပါ။ မြေပြင်နဲ့ရေပြင်မှာရန်သူတွေရဲ့လှုပ်ရှားမှုတွေပြင်းထန်တွေကိုကောင်းကောင်းထောက်လန်းနိုင်တဲ့အစက်မြင့်တင်ထုတ်လုပ်ထားတဲ့ drone တွေကိုလည်းကင်ဂျုံအန်းစစ်ဆေးခဲ့တယ်လို့ KCNA ကဖော်ပြပါရယ်။မြောက်ကိုရီးယားကအစက်မြင့် drone တွေထုတ်လုပ်စမ်းသပ်နေတယ်လို့ drone တွေကိုတားဆီးနိုင်တဲ့ဂျမ်မာတွေလည်းထုတ်လုပ်နေပါရယ်။ KCNA ကဖော်ပြတဲ့တပ်ပုံတွေမှာအသေးကန် drone တစ်စီးနဲ့တာချက်ကကားပုံစံတစ်ခုကိုတိုက်ခိုက်ဖျက်ဆီးပြီးမိလောင်နေတာကိုမြင်တွေ့ရပါရယ်။တမန်တိုက်လေရင်တစ်စီးထက်ပိုကြီးမားတဲ့ drone တစ်စီးရှိမှာ ကင်ဂျုံဝမ်းနဲ့သူ့လက်ထောက်တွေလမ်းလျှောက်နေတာကိုလည်းနိုင်ငံပိုင်သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒီစီမံကိန်းဟာပြီးခဲ့တဲ့နှစ်ကရုရှားနဲ့နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ယူဆရပါတယ်။ယူကရိန်းရုရှားစစ်ပွဲအတွင်းမော်စကိုကိုကူညီဖို့မြောက်ကိုရီးယားကဈေးလွှတ်ထားတဲ့စစ်သားတွေနဲ့ drone တွေအသုံးပြုတိုက်ခိုက်နေပါတယ်။ကုလသမဂ္ဂနဲ့နောက်တိုင်းရဲ့တန်ခတ်ပိတ်ဆို့မှုတွေတားမြစ်မှုတွေကိုချိုးဖောက်ပြီးမြောက်ကိုရီးယားကဒုံးကျည်စမ်းသပ်မှုတွေလည်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။ နက်ဖြန်မတ်လ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်ချိန်ဒီမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာတိမ်အထင်းထင်းထူထန်လာပြီးကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားသာယာနိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတနင်္သာရီကံယူရန်ရခိုင်ကံယူရန်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုံတမခွေတို့မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနင်္သာရီ9မိုင်မှာ10မိုင်ခန့်ထိတိုက်ခတ်လာပြီးလှိုင်းအနှဲငယ်မှာလှိုင်းသင်သင်ရှိနိုင်ပါသေးတယ်။ မိုးအချိန်လေးမှာပဲခူးတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြောင်းမိုးထစ်ချုံရွာနိုင်ပါတယ်။ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတိမ်အသင်းအသက်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။နေပူချိန်လေးမှာမြန်မာနိုင်ငံဒေသတချို့မှာပုံမှန်ပူချိန်ထက်မြင့်တန်နိုင်ပါတယ်။မြူချေနေမှာရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူများကြာဆင်းနိုင်ပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တာလင်ထားရဲ့ည၈နာရီရက်ထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တာလင်ထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ကာကွယ်နိုင်ဖို့လုံခြုံတဲ့ဘုံခုချင်းတစ်ခုကိုဘယ်လိုစောက်မလဲပထမဆုံးနေရာရွေးချယ်ရပါမယ်တောင်ဆောင်တစ်ပင်အောက်တို့လိုမြင်ကွင်းကွယ်တဲ့နေရာမျိုးကိုရွေးချယ်ပါရေစိမ့်ခြင်းအလွယ်တကူရေဝင်နိုင်ခြင်းမရှိဖို့မိန်လာ အမိုက်ပုံရေတွင်ရေကန်တို့နဲ့ငားပေခန့်အကွာမှာရှိတင်ပါတယ်ဘုံခုချင်းစောက်မယ့်မြေသားဟာလည်းခိုင်ခန့်ရပါမယ်အရေးပေါ်အခြေအနေမျိုးမှာအမြန်ဆုံးပုံခုနိုင်မဲ့ညနေရမျိုးကိုတွေ့ပြီဆိုရင်တော့ ်ကိုစတူလို့ရပါပြီ။မိသားစုတစုစာပေါင်းခိုနိုင်လို့ပေါင်းခိုခြင်းဟာဂျင်းအနက်အနည်းဆုံး၄ပေကနေ၅ပေအထိဂျင်းအကျယ်၈ပေ၆ပေခန့်ရှိသင့်ပါတယ်။ကြည်စာဘုံစတွေလွင့်စင်လာရင်ပေါင်းခိုခြင်းတွေကိုမဝင်စေနိုင်ဘူး။ဝင်ပေါက်ကိုလူတကူစာအကျယ်၃ပေအနက်ရှိတဲ့အဲပုံစံတစ်စစ်ချိုတူရပါမယ်။ ဝင်ထွက်ရလဲအောင်ရှော့သောဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စေဖို့တဲ့ကောက်ယူ စပတ်ခွန်တစ်ခုခုကိုခင်းထားတင်ပါတယ်။စိုးစိုးမှုဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နရံနဲ့ကြမ်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်။ အမိုးဆောက်ရမှာပထမဆုံး6လက်မပတ်လည်ခန့်ရှိတလောဝနက်ထန်းလုံးတွေကိုခက်စိတ်စိတ်အပြည့်စီထားပါကျင်းအတွင်းနေစဉ်မှာလေဝင်လေထွက်ရှိဖို့လေးလက်မ PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်တလောတွေမရွေးအောင်တန်ကြိုဒါမှမဟုတ်တနည်းနည်းနဲ့ခိုင်ခန့်အောင်တွဲချုပ်ထားဖို့လိုပါမယ်တလုံးတွေပေါ်မှာပလတ်စတစ်၊မိုးကာ၊ပြင်ပြ၊တံပြားတို့ကိုခင်းရပါမယ်။ သေးအိတ်ညီအိတ်တွေကိုအကရာတစ်ချက်အန်တန်တစ်ထက်ရှော့မကြအောင်နှစ်ထပ်ခင်းရပါမယ်။ဘဲအိတ်တွေအပေါ်မှာဝက်ကတ်ထပ်ခင်းမှုလိုပြီးဘုံခိုခြင်းမမတိတာစီကိုပပတ်လည်းအမူအောက်ချေပြီးညီသားနဲ့ပြန်ဖုံးပေးရပါမယ်။ညီမပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက်တဲ့အိတ်တလုံးတွေကိုဝင်ပေါက်မှာကာထားပြီးကျင်းပတ်ချာလယ်မှာရေနှုတ်မြောင်တူထားပြီးပါဒါဆိုရင်တော့တိပိတာစုအတွက်လုံခြုံတဲ့ဘုံကိုချင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့